အားလုံးပဲမင်္ဂလာပါကျမကတော့ကလေးတူခုဆရာဝန်ဒေါက်တာစုဝေလင်ဖြစ်ပါတယ်အခုဆွေးနွေးပေးမယ့်အကြောင်းအရာလေးကတော့ကလေးတွေမှာပေါ့နော်ဗာအားစေးတိုက်ရင်ကောင်းမလဲဆိုတော့မိကုန်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကလေးအများစုอ่ะပေါ့နော်ပုံမှန်အားဖြင့်ပေါ့နော်ဟို သူတို့ပါသူတို့ကြီးထွားဖွင့်မျိုးနေတယ်ဆိုလို့ရှိရင်ပုံမှန်အစားအသောက်တွေလည်းပုံမှန်ပေါ့နော်အဲစုံလင်မြတ်တောက်အောင်စွာစားနေမယ်ဆိုလို့ရှိရင်အားသေးဆိုတာအရင်ကြီးအရေးမကြီးပေါ့နော်အတိကအစားအသောက်ကိုပုံမှန်စားတာကပဲအဲသူရဲ့ခန္ဓာကိုယ်ကြီးထွားမှုဖွင့်မျိုးမှုအတွက်ရဲ့ဉာဏ်ရည်ဖွင့်မျိုးမှုအတွက်သူ့အတွက်လုံလောက်တယ်ပေါ့နော်ဒါပေမဲ့တချို့ကလေးတွေမှာဆိုလို့ရှိရင်ပေါ့နော်အားစေးတချို့လိုအပ်နိုင်တယ်ပေါ့နော်ဥမာအားဖြင့်တန်တက်ချွတ်တဲ့ကလေးတွေနောက်ပြီးတော့ဟိုဟာအဲ သွေးအားနဲ့ယောဂခံစားနေရတဲ့ကလေးတွေနောက်ပြီးတော့အနိုးဆို့နေရတဲ့ကလေးတွေပေါ့နော်အဗီတာမင် D3 လိုဟာမျိုးလိုအပ်နိုင်တယ်နောက်ပြီးတော့အစာရွေးပြီးတော့ပေါ့နော်အာဟာရချို့တဲ့ကလေးတွေဆိုလို့ရှိရင်လည်းအားစေးလိုအပ်နိုင်တယ်ပေါ့နော် ဒီလိုမျိုးအားစီတိုက်တဲ့နေရာမှာဆိုလို့ရှိရင်ဆရာဝန်ညွှန်ကြားချက်နဲ့အညီတိုက်ဖို့လိုအပ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုယ့်အကိုရွေးချယ်ပြီးတိုက်လို့ရှိရင်အန်ရည်ရှိရယ်။ဘာဖြစ်လို့အန်ရည်ရှိလဲဆိုလို့ရှိရင်ကလေးတွေမှာပေါ့နော်။ဒီလိုမျိုးအာဗီတာမင် A D E K လို့ဟာမျိုးပေါ့နော်။သူကအစီမှာပဲလူရခနာကိုယ်ထဲမှာရှိတဲ့အစီမှာပဲပျော်မင်နိုင်တဲ့တတိရှိတဲ့ခါကျတော့ဒီအစီမှာပဲပျော်ပြီးတော့တနေ့တခြားတောက်တာညားလာလို့ရှိရင်ပေါ့နော်အစီရေစုပုံလာမယ် ဒီ ADEK တွေညားလာမယ်ညားလာလို့ရှိရင်ပေါ့နော်သူကအဲဟိုပါပေါ့အဲ toxicity အဆိပ်သင့်တာမျိုးဖြစ်နိုင်တယ်နောက်ပြီးတော့ vitamin D လိုဟာမျိုးညားလာလို့ရှိရင်လည်းသူက calcium ဓာတ်လွန်ကဲတာတွေနောက်ပြီးတော့ကြောက်ကပ်ပျက်စီးတာတွေဖြစ်တတ်တယ်နောက်ပြီးတော့တန်တတ်တွေပါပြီပေါ့နော်တန်တတ်တချို့အားသေးတွေဆိုတန်တတ်များတယ်ဒီလိုအားသေ အရန်များလာတယ်တနေ့တခြားများလာတယ်တောက်တာများလာတယ်ဆိုလို့ရှိရင်အသေးပျက်စီးတာတို့သတိလစ်တာတို့ဖြစ်သွားနိုင်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ drug interaction လို့ခေါ်တယ်ပေါ့နော်အဲပုံမှန်ဆေးတောက်နေတဲ့တောက်နေတာဆေးတွေနဲ့ဓာတ်မတည့်တာတို့ဓာတ်ပြူတာတို့ပေါ့နော်ဥပမာအားဖြင့်ပေါ့နော်အတက်ကြစီဒီကိုတောက်နေရတဲ့ကလေးတွေနောက်ပြီးပိုသက်စီတောက်နေရတဲ့ကလေးတွေဒီလိုအဲဆေးတွေနဲ့ပေါ့နော်ဓာတ်မတည့်တာတို့ဓာတ်ပြူတာတို့ဖြစ်နိုင်တဲ့အတွက်အန်ဒီရရှိတယ်ပေါ့နော်နောက်တစ်ချက်ပြောပြချင်တာကကြတော့ဒီလိုအားစင်း ဟိုတောက်တဲ့နေရာမှာဆိုလို့ရှိရင်အရေးကြီးတဲ့အချက်ကအဲဆေးညွန့်တေချာဖမ်းရမယ်နောက်ပြီးတော့ expire date လွန်နေလားအာဟိုဟာပေါ့တက်တန်းကုန်နေလားဆေးဘူးကတက်တန်းကုန်နေလားတေချာကြည့်ရမယ်ခုတ်ကလေးရဲ့အသက်အရွယ်လိုက်ရွေးပြီးတော့ဒီဆေးကိုအဲကဒီအားသေးကိုပေါ့နော်ဒီအားသေးကိုရွေးချယ်တက်ရမယ်ပေါ့နော်ဒါအရေးကြီးရယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ပြောပြချင်တာကဒီအားသေးထက်စာလို့ရှင်ပေါ့နော်ကလေး ကိုခန္ဓာကြီးထွားဖွင့်ပြုမှုနဲ့ဉာဏ်ရည်ထက်မြတ်ဖို့အတွက်ဆိုလို့ရှိရင်အဲအစာတောက်ကိုအဆုံလင်းမြတ်တောက်အောင်ကျွေးရမယ်အစာတောင်းဆုံးနေကြတာဘာတွေကျွေးရမလဲဆိုလို့ရှင်ဗီတာမင် D ဟို ADEK လဲပါတဲ့အစာတောင်းတွေတဘာဝအစာတောင်းတွေကိုစားရမယ်အဲ့ဒါဆိုလို့ရှင်ပိုကောင်းတယ်ဒီအားသေးထက်စားလို့ရှင်နောက်တစ်ခုကကျတော့ဗီတာမင် C ကျွဲဝါးတယ်ဟိုပါဟင်းသီးဟိလဲအသီးအနှံတွေ နောက်ပြီးတော့ဟိုဟာအဗီတာမင် D တို့ကယ်စီယမ်တို့အကျွဲဝါးတွေအဲဒီ no and no drug ပစ္စည်းတွေနောက်ပြီးတော့အသားဓာတ်အအသားဓာတ်ကဆီဓာတ်အကဆီဓာတ်ညားတဲ့အစာတောက်တွေဖြစ်တဲ့အဲဒီဟိုဟာအပြောင်းမှုတော့အာလူးတော့ကစုံဦးတို့အဲနောက်ပြီးတော့ဟိုဟာဖဲသားလိုဟာမျိုးပေါ့နော်အဲသူအကြပရိုတင်းဓာတ်ပေါ့နော်ပရိုတင်းဓာတ်အသားငါဟင်းပြီးဟင်းပြီးဒီလိုဟာမျိုးတွေကိုစုံလင်မြတ်တောင်းအောင်ပေါ့နော်အဲတနေ့တာလိုအပ်ချက်နဲ့အညီအဲ့လိုမျိုးကျွေးလို့ရှိရင်ခလေးအပို့ပြီးတော့ညံရီထက်မြက်လာမယ် ကိုခနာကြီးထွားပွင့်ပြိုးမယ်ပေါ့နော်အခုဆိုလို့ရှိရင်ကလေးကိုဘာအားသေးတိုက်ရမလဲဆိုတော့မိကုန်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသားပြီးဖြစ်ပါတယ်အားလုံးပဲဒီကြောင်းနဲ့ပတ်သက်ပြီးတော့နားလည်ပြီးသားပြီးထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကလေးများအားလုံးကျေးမပျော်ရှင်ကြပါစေ